အေရီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ပသိမ်မြို့မှာဗိုလ်ချုပ်ကျေးရုပ်ကိုတိုင်းစစ်ကော်မရှင်ကဖိရှားခဲ့တဲ့အတွက်အခြားရုပ်ထုတွေကိုလည်းဖျက်ဆီးဖို့ကြံစီလာမလားဆိုပြီးဒေသခံပြည်သူတွေကစိုးရိမ်နေကြပါတယ်။အေရီတိုင်းပသိမ်မြို့အမှတ်၃ရပ်ကွက်မှာရှိတဲ့ခန္ဓာယာပြည်တော်စုကွင်းထဲကဗိုလ်ချုပ်ကျေးရုပ်နဲ့အာဇာနည်ရင်းမြစ်ကိုဖျက်ပြီးအာကစားခွင့်လုပ်နေတာလို့သိရပါတယ်။ပြီးကြတဲ့နိုဝင်ဘာ၁ရက်နေ့ညသကောင်းချိန်မှာ ဗဟိုးကားတွေနဲ့လာရောက်ဖျက်ဆီးဖယ်ရှားပြီးတော့ရဲတွေစစ်သားတွေနဲ့လုံခြုံရေးချထားတာလည်းဖြစ်ပါတယ်။တကောင်လောက်မှာဖျက်လိုက်တာလို့ကြားရတယ်ဗျ။ဝန်ကြီးချုပ်အမိန်နဲ့ဖျက်ပြီးဒီလုံခြုံရေးတွေပါချထားတယ်ပေါ့နော်။ပြည်တော်စုကွင်းလိုဒေသတွေခေါ်တဲ့ဒီကန်တာယာကွင်းနေရာအထိအာကစားကွင်းတစ်ခုအဲဒီဆောက်ဖို့အခုလိုဖျက်တာလို့တော့ဒီအုတ်ချိုရင်းနဲ့နှိစက်တဲ့သူတွေစီကနေသိရတယ်ပေါ့နော်။အဲတကယ်တော့ဒါမလုတ်တဲ့ကိစ္စကြီးပေါ့နော်။ အခုပြသိမ်းလိုက်တဲ့နေရာဟာနှစ်စဉ်အာဇာနီနဲ့ခန္ဓာကျင်းမလေးရှိတဲ့နေရာဖြစ်ပေမဲ့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ပြုလုပ်ခြင်းမရှိတော့ဘူးလို့သိရပါတယ်။မြို့ရဲ့အထင်ကရနေရာကို ခုလိုအင်္ဂစားခွင်တိဆောက်မယ်ဆိုပြီးဖြတ်တာကိုတော့မြို့ကန်တွေကမကျေနပ်ကြပါဘူး။ဒီလိုညတကောင်ရံမှာလျှို့ဝှက်ဖဲရှားတာဟာနိုင်ငံရေးအရရည်ရွယ်ချက်တင်မကဘူးလို့ထင်တယ်။ဗိုလ်ချုပ်တွေကဘေးရင်ရေရာတွေကိုယုံကြတော့ရေရာခြေတာလည်းဖြစ်နိုင်တယ်။ ခွင့်ကြုံတော့နိုင်ငံရေးအရာရှင်းပြတာမျိုးလည်းဖြစ်နိုင်တယ်။ကျမတို့စိတ်ပူနေတာက အခြားမျိုးကဗိုလ်ချုပ်ရုပ်ထုတွေကိုလည်းမလုပ်ဘူးလို့မပြောနိုင်ဘူး။အခုလိုဗိုလ်ချုပ်ရုပ်ထုကိုဖယ်ရှားတာဟာပထမဆုံးတော့မဟုတ်ပါဘူး။အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်ကော်မရှင်ထိပ်ပိုင်းတဲ့အပေါင်းပါတွေဟာဗိုလ်ချုပ်ရုပ်ထုတွေနဲ့ရှင်လေးလုံးထိမ့်မှတ်ကြောက်တိုင်တွေကိုဖျက်ဆီးမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ဆေယုစုဟာအာဏာသိမ်းပြီးနောက်2020ခုနှစ်မေလ9ရက်နေ့ညမှာတော့ ပဲဘကိုးမြို့ဟန်တော်ရီရက်ကွက်ဖတ်တန်းလမ်းမဘေးမှာရှိတဲ့စီပင်ပိုင်ပန်းချံတွေက ရှင်လေးလုံးရေတော်ပုံထိမ့်မဲ့ဒီမိုကရေစီကြောက်တိုင်ကိုဖျက်ဆီးခဲ့ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းကလည်းနေပြည်တော်ပုပ္ပတိရီမြို့နယ်ပုပ္ပတိရီဇေနီပန်းချံတွေကဗိုလ်ချုပ်ကျေးရွာကိုစစ်ကောင်မရှင်ကဖယ်ရှားခဲ့တယ်လို့ပဲခူးမြို့ရွှေမော်ရော်ဖျားလမ်းပေါ်မှာရှိတဲ့ဗိုလ်ချုပ်ကျေးရွာတုကိုဩဂတ်လ9ရက်ညပိုင်းမှာစစ်တပ်ကဖျောချခဲ့ပါတယ်။ နေပြည်တော်ဘုဖတ်တိရမျိုးနဲ့ဘုဖတ်တိရဇေနီပန်းချန်နဲ့ကဘူချုပ်ကျေးရုံဟာဆိုရင်လက်ရှိ NUG အစိုးရကာကွယ်ဝင်ကြီးဌာနကဝင်ကြီးဥယျာဉ်မွန်နဲ့ဒူအတွင်းဝင်ဥမောင်မောင်ဆွေတို့လွတ်တော်ကိုယ်စားလှယ်ဘွားကဥဆောင်ကြီးကြပ်ပြီးတိဆောက်ထားတဲ့ရုပ်တုဖြစ်ပါတယ် ARI တိုင်းလေးမျက်နှာမြို့နယ်နဲ့တာပေါင်းမြို့နယ်တွေမှာစစ်ကောင်မရှင်နဲ့ AA ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနေ့စဉ်နှီးပါထွက်ပြေးနေတယ်လို့သိရှိရပါတယ်။လေးမျက်နှာမြို့နယ်ဆက်ဆက်ရွာနီးနဲ့ချင်းလက်ရွာနီးတို့မှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်မရှင်ကစစ်ကူအင်အားအများများပို့ဆောင်နေရတယ်လို့ဒေသခံတွေစီကသိရပါတယ်။တိုက်ပွဲတွေကနေစစ်သားတွေစုလိုက်ထွက်ပြေးနေတာပြီးခဲ့တဲ့တစ်ပတ်ကစစ်သား၄ယောက်လက်နက်တွေနဲ့ထွက်ပြေးလာကြတယ်။ သူတို့ကတော်လန်းကပြေးတာလိုက်ရှံသူတွေကတလန်းမှုလွတ်သွားကြတယ်လို့လေးမျက်နာဒေတာကန်တူက ERI Times ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့ကလေးမျက်နာမြို့နယ်အတွင်းကိုစစ်ကောင်မရှင်က Y12 Jet Fighter တွေနဲ့အဆက်မပြတ်ဘုံကျဲချတိုက်ခိုက်ခဲ့ပါရယ်လေကြောင်းတိုက်ခိုက်မှုမတိုင်ခင်စစ်ကောင်မရှင်ကလေးမျက်နာမြို့နယ်ဘက်ကိုအင်အားအပြည့်ပါတဲ့အမိုးအုပ်စစ်သုံးကားကြီး၁၀စီးကျော်ကိုဟင်းဒရာဘက်ကနေပို့ဆောင်ခဲ့တယ်လို့ဒေတာကန်တွေကဆိုပါရယ် အော်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာ9ရက်နေ့အတွင်းအယောင်ရီတိုင်းတာပေါင်းမြို့နယ်တာပေါင်းလေးကျေးရွာနီးနဲ့လေးမျက်နှာမြို့နယ်ဆက်ဆက်ယိုချင်းလယ်ရွာနီးပတ်ဝန်းကျင်တွင်မှဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်မရှင်တပ်ကထွက်ပြေးလာပြီးအရခတပ်တော် AAC မှဖမ်းဆီးခံရတဲ့သူ20ကျော်နဲ့လက်နက်ချအလင်းဝင်ရောက်လာသူ20ကျော်ထိရှိခဲ့တယ်လို့ AA ကနိုဝင်ဘာ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်စစ်ကောင်မရှင်ရဲ့တပ်ဖွဲ့တွေမှာခမရ၄ခမရ၅ ခမရ6ခမရ30ခလရ39ခလရ83ညအစရှိတဲ့တမ66လောက်ခံတရင်တွေနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လောက်ခံတရင်တွေ ဖြစ်ကြတဲ့ခလရ63ခလရ21အစရှိတဲ့တရင်တွေကထွက်ပြေးလာကြသူတွေနဲ့လက်နက်ချအလင်းဝင်ရောက်လာကြသူတွေဖြစ်တယ်လို့လည်းသိရပါဗျ။အဆိုပါအလင်းဝင်ရောက်လာသူတွေနဲ့ဖမ်းဆီးရမိတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေအားလုံးနှိပါးဟာ 2025ခုနှစ်အတွင်းစစ်ကော်မရှင်တပ်ရဲ့အတင်းအဓမ္မစစ်မှုရန်ပေါ်တာဆွဲတာခံရတဲ့စေတနန်းဆင်းတွေဖြစ်ကြပြီးအချို့မှာဆက်ရှင်နဲ့မပြည့်သေးသူတွေအထက်တန်းပညာရေးတက်နေကြတဲ့ចောင်းသားတွေဖြစ်တယ်လို့လည်းအေအေကဆိုထားပါဗျ။ ARI တိုင်းလေးမျက်နှာမျိုးနဲ့ပိန်အင်းကျေးရွာအုပ်စုမှာကြံခိုင်ပါတီကနေရွေးကောက်ပွဲဝင်မဲ့ လက်ရှိပြည်တော်စုဒူးဝင်ကြီးဆိုသူမဲဆွယ်ဟောပြောပွဲကိုတရင်တယောက်တက်ရောက်ရတယ်လို့သတင်းရရှိပါရယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြင့်ဝင်ရောက်ရွေးခံမဲ့တမဝါယမနဲ့ကျင်းလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဒူးဝင်ကြီးဦးမြင့်စိုးဆိုသူရဲ့မဲဆွယ်စီယုံရေးဟောပြောပွဲကိုနိုဝင်ဘာ10ရက်နေ့ကပြုလုပ်ခဲ့ပြီးကျေးရွာအုပ်ချုပ်ရေးကပြည်သူတွေကိုဖိအားပေးတက်ခိုင်းနေတာဖြစ်ပါရယ်ရိုင်းမှုတွေကတရင်တယောက်အနည်းဆုံးတက်ရမယ် မတက်တဲ့အိမ်ပြည်သူစစ်ဖွဲ့ရင်ပါရမယ်ဆိုတော့သွားနာထောင်ရတာပဲလို့ဒေသခံတူက AR Times ကိုပြောပါရယ်စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း1ကိုလာမယ့်ဒီဇင်ဘာမှာပြုလုပ်မှာဖြစ်ပြီး AR တိုင်းကရှင်းမြုံနယ်ပါဝင်ပါရယ်လက်ရှိဝင်ကြီးတွေစစ်ဘိုလ်ချုပ်တွေပါဝင်တဲ့ချန်ခိုင်ရေးပါတီကအုပ်ချုပ်ရေးဖွဲ့တွေနဲ့ပူးပေါင်းပြီးပြားပေးမဲဆွယ်မှုတွေရှိနေတယ်လို့ဒေသခံတွေစီကသိရှိရပါရယ် AR တိုင်းမူပင်မြို့နယ်မှာစစ်ကောင်မရှင်လောက်ခံအုပ်ချုပ်ရေးမှုနယ်ဖွဲ့ကစင်းရွန်ပါသူတွေကိုဖမ်းဆီးပြီးပြည်သူစစ်မှုရန်အတွက်ရောင်းစားပြီးအလုပ်ဖြစ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြည်သူစစ်မှုရန်အတွက်ရောင်းစားနေကြသူတွေမှာရွှေတောင်မော်တိုက်နယ်ရွှေတောင်မော်ကျေးရွာစစ်ကောင်မရှင်ခန့်အုပ်ချုပ်ရေးမှုဦးအောင်ဝင်းစရဲမျိုးမင်းနဲ့အပေါင်းပါတွေဖြစ်တဲ့မောင်စောကြည်စိုးတိန့်ထိုက်မျိုးဝင်းအေးငွေမင်းနိုင်တို့ဖြစ်တယ်လို့ဒေသခံတွေကပြောပါဗျ။ မရှိစင်းရဲသားမိသားစုတိုင်းဝိုင်းနေတဲ့သူတွေကိုဖမ်းပြီးစစ်မှုရန်အတွက်ရောင်းစားနေကြတာပါစစ်မှုရန်ရောင်းခံရတဲ့သူတွေကိုပတ်ဝန်းကျင်ကကြားကောင်းအောင်50သိန်းလောက်နဲ့နှစ်သိမ့်ပေးတာပေါ့ကျန်တဲ့ငွေကိုအုပ်ကြီးတို့အပိုင်သိမ့်ပြီးအခုဆိုတော်လေးချမ်းသာနေပြီလို့ရွှေတော်မော်တိုက်နယ်ရှိဒေသခံတူက ARD Times ကိုပြောပါရယ်လက်ရှိမှာလဲစစ်ကောင်မရှင်ခန့်အုပ်ချုပ်ရေးမှုဦးအောင်ဝင်းရဲ့ဖွဲ့ဟာရွှေတော်မော်ကျေးမှာရှိနေတဲ့လျှင် ပြည်သူစစ်မှုရန်ကြေးဖြင့်ငွေ2000ကျပ်ပေးဆောင်ရတယ်လို့ထေသခံတွေကပြောပါရယ်။ရွှေရောင်မော်ကျေးရွာမှာရက်ွက်73ခုရှိပြီးအင်ဂျီ1800ကျော်ရှိကပြည်သူစစ်မှုရန်ကြေးလာဆင်ကောက်ခံရရှိငွေမှာ300ကျော်အထိရရှိတယ်လို့ဒေသခံတွေကပြောပါရယ်။အယောင်ရီတိုင်းရှိမြို့နယ်အများစုမှာစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှုတွေကပြည်သူစစ်မှုရန်လူစားထိုးဝယ်ယူဖို့လို့ဆိုပြီးငွေကြေးတွေအဆမတန်တောင်းယူနေပေမဲ့ အမှန်တကယ်ပြည်သူစစ်မှုရန်ဖြစ်ပို့ဆောင်ခံရသူတွေမှာငွေစည်းတွေမရရှိကြောင်းပြည်သူစစ်မှုရန်တူရဲ့မိသားစုဝင်ကပြောပါရယ်။အယာရီတိုင်းမှာ26မြို့နယ်ရှိပြီးစစ်ကောင်မရှင်ခါဥချုပ်ရေးမှုအများစုမှာကျေးရွာပြည်သူစစ်ပြည်သူစစ်မှုရန်တွေအတွက်ထောက်ပံ့မှုနဲ့လူတွေဝယ်ယူဖို့လို့ဆိုပြီးအကြောင်းမျိုးမျိုးပြပြီးလက်ရှိအချိန်ထိငွေတောင်းယူနေတယ်လို့ AR Time ကစုံစမ်းသိရှိရပါတယ်။ ။ ARI တိုင်းအင်ကပူမြို့နယ်ကနေရန်ကုန်မြို့ကိုသွားရောက်လုံလုံမဲ့လူငယ်နှစ်ဦးကိုစစ်တပ်ကကားကြုံလိုက်ဖို့ခေါ်ဆောင်သွားပြီးနောက်စစ်ထဲထည့်ခဲ့တဲ့အတွက်မိသားစုနဲ့ဆက်သွယ်ပြတ်တောက်နေတယ်လို့သတင်းရရှိပါရ။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းအင်ကပူမြို့နယ်ပိနေခွင်အုပ်စုကျပ်ပေါင်ကုန်းကျေးရွာကအသက်30ဝန်းကျင်အရွယ်ရှိဖိုးတန်ချောင်းနဲ့ကလားတို့မှရန်ကုန်မြို့ကိုလုံသွားလို့ဖို့ပိနေခွင်အုပ်ချုပ်ရေးမှူးဦးစိုးသိန်းထံထောက်ခံစာသွားယူခဲ့တယ်လို့သိရပါရ။ အိုကြီးဦးစိုးသိန်းကဖိုးတန်ကျောင်းနယ်ကလားတို့နှစ်ဦးကိုရန်ကုန်ကားကိတ်ကိုသွားဖို့ကွင်းကောင်းတက်ကဗိုလ်မှူးခိုင်မင်းထွန်းရဲ့ကားနဲ့လမ်းကြုံထည့်ပေးလိုက်ကြောင်းကားကြုံလိုက်တဲ့ရွာသားနှစ်ဦးကိုဗိုလ်မှူးခိုင်မင်းထွန်းကကားကိတ်မပို့ပဲစစ်ထဲထည့်လိုက်တာကြောင်းမိသားစုနဲ့ဆက်သွယ်ပြတ်တောက်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဖိုးတန်ကျောင်းနယ်ကလားကကျက်ပေါင်ကုန်းရွာကဥပွားရဲ့သားနဲ့သမက်ပါသူတို့ကရန်ကုန်သွားဖို့အုတ်ကြီးစိုးသိန်းစီမှာထောက်ခံစာသွားလို့တာအုတ်ကြီးကမင်းတို့ရန်ကုန်ကားကိတ်သွားဖို့လမ်းကြုံလိုက်သွားဆိုပြီး စစ်ကားနဲ့လမ်းကြုံထည့်ပေးလိုက်တာအဲ့ရွာသား၂ယောက်ကိုဗုံမူးခိုင်မင်းထုံးကကားဂိတ်မပို့ပဲစစ်ထဲထည့်လိုက်တာမိသားစုနဲ့ဆက်သွယ်မရတာနှစ်လရှိနေပြီလို့ကျက်ပေါင်ကုန်းရွာနဲ့နီးစပ်သူအင်္ဂပူဒေတာကန်တူက ARD Times ကိုပြောပါရယ်ဗုံမူးခိုင်မင်းထုံးမှာကွင်းကောင်းမျိုးရှိအမှန်ငါတက်မတော်တမ်းမြင့်လေးကျင်အကြောင်းတကကငါးကအရာရှိဖြစ်ပြီးပိနေခွင့်အုပ်ချုပ်ရေးမှုအစိုးသိမ့်တဲ့ပူပေါင်းက စစ်သားစုဆောင်တာစင်မူရန်ကြီးကောက်တာဒေသခံတွေကိုအတင်းအဓမ္မဖိအားပေးပြီးပြည်သူစစ်တင်းနှံတက်ခိုင်းတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ပိနေကွင်းကျေးရွာအုပ်စုမှာကျေးရွာ15ရွာရှိပြီးအုံကြီးစိုးသိန်းချင်းကိုက်ကွင်းရိုင်းမှုဆောင်မှု တောင်စင်းရိုင်မူဆိုးသူတို့ပူပေါင်းပြီးချင်းရွာဥစုတွင်ရှိအိမ်အောင်စုတထောင်ကျော်ကိုစစ်မှုရန်ကြီးလာစဉ်3000ကျပ်ကောက်ခံခဲ့ကြောင်းငွေပေးနေတဲ့ကြားကဖိုးတန်ကျောင်းနဲ့ကလားကိုစစ်ထဲထည့်လိုက်တဲ့ကိစ္စအပေါ်ဒေသခံတွေကမချေမနှက်ဖြစ်နေကြောင်းသိရပါရယ်ဒေသခံတွေကစစ်မှုရန်မလိုက်ရဖို့လာတိုင်းငွေပေးနေရတာပိန်နေကွင်းဥစုမှာရွာ15ရွာအိမ်အောင်စုတထောင်ကျော်လောက်ရှိတယ်တိန်3000ကောက်တော့တလားကိုစစ်မှုရန်ကြီးအနည်းဆုံး3300ကျော်လောက်ပေးနေရတာ ဧဇာရဲကအုတ်ကြီးဆိုးသိမ့်နဲ့ဘုံမှုခိုင်မင်းထွန်ပေါင်းပြီးဖိုးတန်ကြောင်းနဲ့ကလားကိုစစ်တဲထဲလိုက်တော့သူတို့မိဘတွေမှာနေစင်နေမြဆိတ်စင်းရဲနေကြတယ်။ရွာကလည်းအဲ့ကိစ္စကိုလုံးဝမကျေနပ်ဘူးလို့ကျက်ပောင်ငုံရွာဖြစ်စဉ်ကိုသိရှိထားတဲ့အင်ဂဘူဒေတာကန်ကဆိုပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကလည်းစစ်ကောင်မရှင်တက်ကပိနေကွင်းအုပ်စုရှိတောင်စင်းတံမြာကုန်းကျက်ပောင်ကုန်းကြီးပင်ကြောက်တလုံးပိနေကွင်းစတဲ့ ရွာချောင်းရွာကနေတရွာကိုလူခဏဦးနှုံနဲ့အတ္တမဖိအားပေးခေါ်ယူကပြည်သူစစ်တင်နန်းတက်ခိုင်းခဲ့တယ်လို့သိရှိရပါတယ်